ချန်ပီယံလိဝေဝေအတွက်တောင်မှစိုးရိမ်စရာတစ်ခုလိုဖြစ်လာခဲ့တဲ့ဂွာလာရဲ့စီတီဂွာလာရဲ့မန်စီတီတင်းကတော့ရလဒ်နဲ့စန်တိုက်ဆိုလိုဆွေးရလာခဲ့ပြီးသူတို့တွေအနေနဲ့ချန်ပီယံလိဝေဝေအတွက်ပါစိုးရိမ်စရာဖြစ်လာခဲ့ပြီလို့ပဲဆိုကြပါတယ်မန်စီတီတင်းဟာပထမဘောလုံးရာသီဝိုင်းအတွင်းမှာပဲရလဒ်နဲ့စန်တိုက်ဆွေးရခဲ့တဲ့အတွက်ပြီးခဲ့တဲ့ဆောင်းအသည့်ဈေးကွက်အတွင်းမှာပေါင်တန်းနေရာဝင်းချင်တီအတုံးပြပြီးကစားသမားအင်အားဖြည့်တင်းမှုတွေပြုလုပ်ထားခဲ့ကြတာပါဥပမာမော်မော့ရှ်ကူဆာနော်နီကောကွန်ဇာလက်တို့လိုအဓိကကစားသမားတွေကိုခေါ်ယူအားပြည့်ပြီးအသင်းကိုပြင်ဆင်မှုတွေပြုလုပ်ထားခဲ့ကြတာပါ စောင်းအလင်းအပြောင်းအရွှေ့နောက်ပိုင်းရလဒ်တွေပြန်လဲကောင်းဝင်လာခဲ့တဲ့အတွက်ဂွာလာနဲ့မန်စီးတီးအသင်းချန်ပီယံဆုအတွက်အရင်လိုပြန်လဲပြီး ဖျားပေးမှုတွေပြုလုပ်သွားနိုင်မလားဆိုတော့ဒီတို့စကားအတန်တွေလည်းကြားခဲ့ရပါသေးတယ်။ဒါပေမဲ့လည်း City ကတော့ City ပါပဲဆိုပြီးပြောရလောက်အောင်သူတို့တွေဟာဒီဟာအဒီ Premier League မှာ online နဲ့ပြူစားချင်းခံထားတဲ့လူတွေလို့လလန်ဆန်ဆန်မဖြစ်ခဲ့ကြပဲလူဝင်အားတွေဘလောက်ဖြစ်ဖြစ်နီးစနစ်တွေဘလို့ပြောင်းပြောင်းရလန်ကောင်းနေတဲ့ရလန်ဆိုးတွေကပိုပြီးများနေခဲ့တာပါ။ပြီးကနေညကလည်း Man City အသင်းဟာ Etihad မှာပဲ Senior တွေခေါ်ပြီး Premier League ပွဲစဉ်ဖြင့်ကစားခဲ့ကြပေမယ့်အိမ်ခွေးမှာအခွင့်အရေးကောင်းတဲ့အသုံးချနိုင်ခြင်းမရှိခဲ့ကြပဲသေတမတ်နဲ့ကျင်းတဲ့သွားခဲ့ရပါတယ်။ဒါက Premier League နှစ်ပွဲဆက်နိုင်ပွဲပြောင်းဆိုးမှုဖြစ်ပြီးပြီးကနေတစ်ပတ်က လည်း Forex ကိုတကောကော်မရှင်နဲ့အရှုံးပေးထားခဲ့ရတဲ့ Man City အသင်းဟာအခုလည်း Brighton ကိုအသေးတမန့်နဲ့ခြေနဲ့သွားခဲ့ရပါ တဲဝဲစုံနောက်ဆုံး10ပွဲပါရှုံးပွဲ9ပွဲအထိရှိထားခဲ့ပြီးတင်ရီပွဲတစ်ပွဲနဲ့တူနိုင်ပွဲ၄ပွဲသာပိုင်ဆိုင်ထားခဲ့ကြတာပါဒါမန်စီးတီးရဲ့အသွင်အပြင်မျိုးမဟုတ်ဘူးလို့ဆိုရမှာဖြစ်ပြီးဂွာလာရဲ့မန်စီးတီးဟာရာလက်တင်တောက်လျှောက်ဆိုးရွားပြီးချန်ပီယံလိဂ်ဝင်ဝင်တနေရာအတွက်ပါစိုးရိမ်စရာတွေဖြစ်လာခဲ့တယ်လို့ပဲဆိုချင်ပါတယ်မန်စီးတီးဟာအနိုင်၃ပွင့်ရဖို့ရည်လူစုံထုတ်ပြီးကစားခဲ့ကြသလိုဆော့အစီစီနဲ့ပနာတီစတင်ရရှိခဲ့ပါတယ်ဆိုပါပနာတီကိုလည်းဟာလန်ကအမှားရမရှိအဆုံးသတ်သွားခဲ့တာပါဟာလန်ရဲ့အသွင်ကိုမတိုင်ခင် Brighton အသင်းကပွဲအစ6မိနစ်လောက်ပါအသွင်ကိုတကွရရှိခဲ့ပြီးမီတိုမာရဲ့ကောင်းတိုင်းချက်ကဂိုးသမားလက်ထဲက ်လို့တယ်ဆိုပြီးပြန်လဲပယ်ဖျက်သွားခဲ့တာပါမန်စီးတီးနဲ့ဘရိုက်တန်နဲ့ပွဲအစဉ်ဟာပရိသတ်တွေအတွက်ဘောလုံးပွဲတစ်ပွဲမှာရှီသင်းရှီရတဲ့တွင်းကိုမျိုးစုံကိုမြင်တွေ့ခဲ့ရတယ်လို့ပဲဆိုချင်ပါတယ်ပွဲစား7မိနစ်မှာဟာလန်ရဲ့ပရာဒီတွင်းကိုကိုမြင်တွေ့ခဲ့ရလို့20မိနစ်ရောက်မှာဘရိုက်တန်အသင်းဘက်က Astobin ရဲ့ဒိုင်းရိုက် free kick တွင်းကိုကိုမြင်တွေ့ခဲ့ရတာပါနောက်ပြီး39မိနစ်မှာ open play ကနေတွင်းယူခဲ့တဲ့မာမိုးရှီရဲ့တွင်းကိုကိုမြင်တွေ့ခဲ့ရပြီး ဒုတိယပိုင်း58မိနစ်ရောက်မှာတော့မန်စင်းရီနောက်ခံလို့ခူဆာနောင်းရဲ့ကိုကိုကိုပြန်လည်သွင်းယူခဲ့တဲ့အုံကိုကိုမြင်တွေ့ခဲ့ရပါတယ်။ဒါ့အပြင်အဝါကက်နေလည်းမြင်တွေ့ခဲ့ရသလိုအပိုင်ခွင်းလွဲချော်မှုတွေကိုလည်းမြင်တွေ့ခဲ့ရတာဖြစ်တဲ့အတွက်ဘောလုံးပွဲစဉ်တွေမှာမြင်တွေ့ရလေးရှိရဲဆိုပေမဲ့ပွဲစဉ်တွေမှာတိတ်ပြီးမြင်တွေ့ရလေးမရှိရဲပွဲဖြစ်စဉ်တွေကိုပွဲစဉ်တွေထဲမှာမြင်တွေ့ခဲ့ရပါ။တင်ရလဲကြောင်းမန်စီးတီးနဲ့ဘရိုင်တန်တို့ရဲ့ချန်ပီယံလိဝင်ဝင်ရောက်ဖို့မျှော်လင့်ချက်ကမေးမြားဖြစ်နေစေဆိုပေမဲ့အားလုံးချုပ်ချင်းရင်တင်ရတမတ်ကနှစ်သင်းစလုံးအတွက်အဖြစ်သင့်ဆုံးလို့ပဲဆိုချင်ပါတယ်။အဲ့ဒါဘရိုင်တန်အသင်းကအိတရီးယားမှာလက်ရှိချန်ပီယံအသင်းစီကနေတမတ်ခွဲယူနိုင်ခဲ့တာကြောင့်ဂျင်း င်းတဲ့ဆရာဖြစ်ခဲ့ပေမဲ့သူတို့အသင်းဟာအနိုင်ရလုံနေပါအနေထားထိကိုစွမ်းဆောင်ပြနိုင်ခဲ့တာပါပွဲပီးကန်ဒီပါလီပါတာတေချာပေါ့ဂိုးဝင်ရမယ့်အခွင့်အရေးကိုမိုးပေါ်ထောင်မကန်ခဲ့ရင်ဘရိုက်တန်တို့မန်ချက်စတာမြို့ကနေသုံးမှတ်ယူပြီးအိမ်ပြန်ရမယ့်အနေထားပါပဲမန်စီးတီးသင်းဟာအာဆင်နယ်နဲ့ချဲစီတို့ထိတိုက်တွဲဆုံနေဖို့ကိုအခွင့်ကောင်းမယူနိုင်ခဲ့ဘူးလို့ဆိုရမှာဖြစ်ပြီးအဆင့်လေးနေရာမှာရပ်တည်နိုင်မယ့်အခွင့်အရေးကိုအသုံးချနိုင်ခြင်းမရှိခဲ့ကြဘူးလို့ဆိုရမှာပါနောက်ပြီးအဆင့်သုံးနေရာမှာရရှိနေခဲ့တဲ့ Northern Forest အသင်းကအင်းစစ်ကို၄ဂိုးနှုန်းနဲ့အနိုင်ရခဲ့တဲ့အတွက် Northern Forest နဲ့မန်စီးတီးကြားမှာ၆ဝက်အထိကွာဟသွားခဲ့ပြီလေဖြစ်ပါတယ်